င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်တန် NND ပါတီပြန်လည်မပုံတင်မှုပါတီဝင်အချို့ကျပန်းမှုဒေါ်ဆန်းစုကြည်လက်မခံခဲ့လို့စစ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NND ပါတီဝင်တချို့ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်တန်ပါတီပြန်လည်မပုံတင်မှုပါတီဥက္ကဋ္ဌဒေါ်ဆန်းစုကြည်တန်တွားရောက်ခွင့်တောင်းခဲ့ရာဒေါ်ဆန်းစုကြည်ကလက်မခံခဲ့ကြောင်းသိရပါတယ်ပြီးခဲ့တဲ့မလ28ရက်နေ့မှာ AI ဂျာစီယာသတင်းဌာနကစစ်ကောင်စီရဲ့ပြောရေးဆိုခွင့် ရှိသူဗိုလ်ချုပ်စောမင်းထွန်းကိုနေပြည်တော်မှာတွားရောက်တွေ့ဆုံမိ мян ခင်ရပြည်တွင်တည်ရှိ NND ပါတီဝင်တချို့ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံပါတီမှတ်ပုံတင်ဖို့စူးစမ်းခဲ့တဲ့အခြေအနေကိုပြောဆိုခဲ့တာဖြစ်ပါတယ်။ပြည်တွင်ထဲမှာ NND ပါတီဝင်တွေရှိနေသူတို့ကမှတ်ပုံတင်ခြင်းနဲ့မှတ်ပုံတင်ဖို့လဲဒေါအောင်ဆန်းစုကြည်ကိုတွားရောက်ခွင့်တောင်းခဲ့တယ်။ဒေါအောင်ဆန်းစုကြည်နေနဲ့သဘောတူတယ်လို့လည်းမပြောခဲ့ဘူး။သဘောမတူဘူးလို့လည်းမပြောခဲ့ဘူး။အဲ့ဒီနောက်ပိုင်းမှာသူတို့မှတ်ပုံတင်ဖို့စူးစမ်းခဲ့တယ်လို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ။ဇော်မင်းထွန်းကသတင်းဌာနကိုပြောပါရယ်။စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကစစ်ကောင်စီရဲ့ရွှေကောက်ဝဲကော်မရှင်ထံပါတီပြန်လည်မှတ်ပုံတင်ရင် ဂျိုဘန်နဲ့ပြည်တွင်ရှိ NLD ပါတီဝင်တွေရဲ့အမည်များတွားရောက်ခွင့်တောင်းခံခဲ့တဲ့အချိန်ကာလတို့ကိုထုတ်ပေါ်ပြောဆိုခြင်းမရှိပါဘူး။ဒါပေမဲ့ NLD ဘဟုအလုပ်ကော်မတီဝင်ဖြစ်ခဲ့သူဒေါ်စန္နာမင်းက2022နိုဝင်ဘာမှာစစ်ကောင်စီကခွင့်ပြုပြီးဒေါ်အောင်ဆန်းစုကြည်ကိုတွားရောက်တွေ့ဆုံခဲ့ကြောင်းအဲ့လိုတွေ့ဆုံစဉ်ပါတီအခြေအနေကိုပြောကြားခဲ့ကြောင်းသတင်းမီဒီယာချို့ကိုဖြေကြားထားပါတယ်။ပါတီကိုစစ်ကောင်စီလက်အောက်မှာပြန်လည်မပုံတင်ဖို့ပြောခဲ့ကြောင်းကိုတော့မီဒီယာတွေကိုဖြေကြားခဲ့ခြင်းမရှိပါဘူး။အကူကစစ်ကောင်စီပြောခွင့်ရပြောကြားချက်မှာပါတီဝင်အချို့ကဒေါ်အောင်ဆန်းစု ြီးကိုပါတီမှတ်ပုံတင်ရန်ပြောကြားခဲ့ကြောင်းဒေါအောင်ဆန်းစုကြည်ကမြည်သည့်မှတ်ချက်များမပေးခဲ့ခြင်းဖြစ်ကြောင်းတင်ရဝင်းမတန်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်မှာ2021ဖေဖော်ဝါရီလတင်ရနေ့ကလေးကဆေးအုပ်စုရဲ့မတရားဖမ်းဆီးမှုခံနေရဆဲဖြစ်ပြီး ဇော်မင်းတို့ပြောကြကြရင်တော့ဒေါ်စနာမင်းမီဒီယာချုပ်ကိုဖြည့်ကြားချက်ပါမြင်မြမှန်နေဆိုတာကိုမသိဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်လွတ်မြောက်လာပြီးပြောကြားပါမှာဖြည့်ဆုံးမှာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဗဟိုလုံးမှုဆောင်ကော်မတီကလည်း2023မတ်လ3ရက်မှာဗဟိုလုံးမှုဆောင်ဖွဲ့ဝင်ဦးဖြိုးမင်းသိန်းဗဟိုကော်မတီဝင်နေဖြစ်တဲ့ဒေါ်စနာမင်းဦးတိုးလွင်ဦးဝင်းမြင့်အောင်တို့ပါတီမှထုတ်ပယ်ကြောင်းကြေညာခဲ့ပါတယ်။ NLD ဗဟိုအလုပ်ကော်မတီကအထက်ပါလီဦးကိုထုတ်ပယ်ကြောင်းကြေညာချက်မှာဥပဒေချိုးဖောက်ကျန်းဖတ်အာဏာလုစစ်ကောင်စီကအတူရောင်ရွှေကောက်ပွဲတစ်ခုဖန်တီးပြီးပြည်သူလူထုနဲ့ကမ္ဘာကို လှည့်စားဖို့ကြံဆောင်နေချိန်မှာ NND ပါတီဝင်အချို့ကပြည်သူ့ဆန္ဒသဘောထားကိုလေးစားလိုက်နာမှုမရှိရဲ့ပြင်ပါတီရဲ့ယက်တီချက်တို့ကိုစန့်ကျင်ပြီး၎င်းပါတီအမည်ကိုအလွဲသုံးစားလှုပ်ဆောင်ပြီး၎င်းဆက်အာဏာရှင်အလိုကျလိုက်နာဆောင်ရွက်ရင်းကိုကျိုးရှာလှုပ်ဆောင်နေကြကြောင်းခိုင်လုံတဲ့အထောက်အထားတွေရရှိထားတယ်လို့ဖော်ပြထားပါတယ်။လက်ရှိမှာ NND ပါတီကပါတီကောင်ဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့မြည်သူကိုများတာဝန်ပေးထားခြင်းမရှိပဲဒေါအောင်ဆန်းစုကြည်ပါဝင်မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအလုံးလွတ်မြောက်ရေးအတွက်တောင်းဆိုကြိုးပမ်းမှုတွေသာရှိကြောင်းဘ ਹੁ အလုတ်ကော်မတီ နဲ့နှိစက်သူတရင်အရင်မြစ်တွေကပြောပါတယ်ပါတီအနေနဲ့ပြည်သူလူထုနဲ့တသားတည်းရှိရဲဆိုတာပြောကြင်ပါတယ်လို့အဆိုပါတရင်အရင်မြစ်ကပြောပါတယ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလရှင်ရမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယဗဟုကော်မတီရဲ့ဂျာကာလာပြင်ဆင်မှအကြိမ်အစီဝေပြီးကြီးညာချက်မှာအာနာလူစစ်ကောင်စီကကျင်းပဖို့ကြံစည်နေတဲ့အတူရောင်ယူကောက်ပွဲကမြန်မာနိုင်ငံမှာပဋိပက္ခတွေကိုသာတိုးပွားလာစေမယ့်ပြင်ဒေတာရင်းမတည်ငြိမ်မှုတွေပုံမှုပေါ်ပေါက်လာစေမှာဖြစ်တာကြောင့်မြည်တီနီနဲ့များအတိမတ်မပြူပူပေါင်းဆောင်ရွက်ခြင်းမပြုဖို့အချက်အပါဝင်ဆုံးဖြတ်ချက်ကိုရက်ကိုကန့်ကွက်မဲ့သူမရှိအတိပြုချမှတ်ခဲ့ကြောင်းဖော်ပြထားပါတယ်ဆက်လက်ပြီးစစ်ကောင်ဆောင်တမင်အာဆီယံစည်းဝေးငြိမ်းချမ်းရေးမျှော်လင့်ချက်မရနိုင်တဲ့ ြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအာဆီယံကောင်ဆောင်တွေနဲ့အာနာသိမြန်မာစစ်ကောင်ဆောင်မင်းအောင်လှိုင်တို့အင်ပီလာ18ရက်နေ့မှာတွေ့ဆုံကြမယ်လို့သိရပါတယ်။ဒီတွေ့ဆုံပွဲမှာငလင်ပီနဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းကိုအဓိကဆွေးနွေးသွားမယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ကအာဆီယံကောင်ဆောင်တွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရင်းအကြောင်းပြချက်တွေနဲ့တစ်ဖက်သက်တွေ့ဆုံမှုပေါ်အမြန်ထုံရင်လည်းတိုင်းပြည်အတွက်ပါမှထူးခြားလာမှာမဟုတ်တယ်လို့စစ်ကောင်ဆောင်ကိုအတိမတ်ပြုတွေ့ဆုံမှုကလည်းမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ကိုင်းကြီး ည်မှုမရှိဘူးလို့ NUG ကပြောပါတယ်။ဒီတွေ့ဆုံပွဲကနေအာဆီယံဘက်ကစေကောင်းဆောင်မင်းအောင်လိုင်ကို ပုံသဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ပို့ဆက်လက်ဖိအားပေးတိုက်တွန်းနေလို့ပါတယ်။အခုလိုတွေ့ဆုံပွဲမှာမင်းအောင်လိုင်နဲ့အာဆီယံနှစ်ဖက်စလုံးကတစုံတရာဖြေလျော်မှုရှိလာခဲ့ရင်တော့ NUG အနေနဲ့ပြည်သူလူထုတင်ရက်ကလိုအပ်နေတဲ့နိုင်ငံရေးရည်ရည်ချက်၆ချက်နဲ့ခီးဆက်သွားမယ်လို့ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါတယ်။ ဆက်လက်ပြီးကချင်ဒေသတပတ်အတွင်းအကျိန်နေရာကြောင့်ဘုံကျဲခံရတယ်လို့ KIA ဆိုပြီးငလင်ကြောင့်အပြစ်ရထားတဲ့ကာလမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဒရုန်းနဲ့လက်နက်ကြီးအသုံးပြုမှုအများပြားရှိရလို့ကချင်တပ် KIA ကသတင်းထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်အတွင်းရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေအပါအဝင်ဒေသတချို့ကိုစစ်ကောင်စီတပ်ကတပတ်အတွင်းအကျိန်နေရာကြောင့်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကချင်လွတ်လပ်ရေးတပ် KIA က AP 73ရက်နေမှာထုတ်ပြန်ပါတယ်။တိုက်ခိုက်ရေးလေရင်နဲ့စစ်တကြိမ်ဝိုင်းတွင်းအမျိုးအစားထောက်ပို့လေရင်နဲ့134ကြိမ်ဒရုန်းနဲ့ 69ကြိမ်တိုက်ခိုက်ခဲ့မှုကြောင့်ဒေသခံတွေနဲ့ကရင်တပ်ဖွဲ့ဝင်တို့ထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပါပြီ။ထိခိုက်မှုအရေအတွက်ကိုထုတ်ပြန်ကြမှာဖော်ပြမထားပါဘူး။ဒါအပြင်လက်နက်ကြီးနဲ့လည်းတိုက်ပွဲဖြစ်ပွားရာဒေသတွေကို194ကြိမ်ပြတ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ကရင်ထုတ်ပြန်ချက်ကဆိုပါတယ်။ကရင်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးစစ်တပ်ကတုံ့ပြန်ချက်မရှိသေးပါဘူး။ AB 73ရဲ့နေ့မနက်စင်တိုင်းကမှဖားကံမျိုးနဲ့လဝါကျင်းရွာနီးမှာရှိတဲ့ခွန်ဆိုင်ရန်ကျင်းရွာဝင်းကျင်ကိုစစ်ကောင်စီတပ်နဲ့ဝါရာစွာပြည်သူစစ်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ကရင်နဲ့ င်နီးစပ်သူမြေပြင်တည်င်းအရင်မြင်အမျိုးသားတောင်ကပြောပါတယ်လဝါကသူတို့စကန်းထိုင်ချတာကိုဒီဘက်ကတွင်လိုက်တာတိုက်ခိုက်လိုက်တာပြီးသွားပြီးအခုကသူတို့ကနောက်တစ်ကြိမ်စစ်ကြောင်းပြန်ထိုးလာတာလဝါအပေါ်ရောအောက်ရောစစ်ကြောင်းရှိရဲ့လို့အဆိုပါမျိုးသားကအေပီလာ၁၄ရက်နေ့မှာပြောပါတယ်မနေ့ကတည်းလဝါရှာနီးတိုက်ပွဲဆက်ဖြစ်နေကြောင်းဒီကနေ့မနက်အချိန်ကြီးကိုမသိရသေးကြောင်းအဆိုပါတည်င်းအရင်မြင်ကဆက်ပြောပါတယ် ဒါအပြင်ဧပြီလ17ရက်နေ့ကလည်း KIA တိုင်ရင်း26နှစ်မြည်ဖြစ်တဲ့အင်တော်ကြီးဒေသတွင်မှာလည်းစစ်ကောင်စီတပ်နဲ့ရှမ်းပြည်အမျိုးသားများတပ်မတော် SNL တို့ကပူးပေါင်းတိုက်ခိုက်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်မြို့သိန်းတိုက်ပွဲဆင်နွှဲနေတဲ့ဗမော်မြို့မှာလည်းစစ်ကောင်စီတပ်ရင်စခန်းများစုကိုသိမ်းပိုင်လိုက်ပြီးတဲ့နောက် MN27 စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ကိုသိမ်းပိုင်နိုင်ဖို့ဆက်လက်တိုက်ခိုက်နေပြီးစစ်တပ်ကနေကြောင်းမှာနေစဉ်ရက်ဆက်ပုံကျဲနေရလို့အထက်ပါမြေပြင်တရင်အရင်မြင့်အမျိုးသားကပြောပါတယ် ဗမော်ကဘုံလာခြင်းနဲ့ဘုံကတော့နေတိုင်းခြင်းနဲ့တခြားတအားကြီးထူးခြားတာတော့မရှိဘူးလို့သူကပြောပါတယ်။ကချင်ပြည်နယ်တွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပုံကျဲတိုက်ခိုက်မှုတွေအတွက် KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ဗလာ28ရက်ကစကိုင်းမြို့ကိုဗဟိုပြုလုခတ်ခဲ့တဲ့ပြင်းအာရစ်စတာစကေ9.3ရှိတဲ့ငလင်ကြောင့်တည်ဆောင်းသူဦးရေ3000ကျော်ရှိလာချိန်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG KIA နဲ့တော်လိုင်းတပ်ဖွဲ့တွေကထိုးစစ်ရန်နာထားကြောင်းကြေညာခဲ့တယ်လို့စစ်ကောင်စီတပ်ကလည်းအလားတူကြေညာထားပါတယ်။စစ်ကောင်စီရဲ့ထိုးစစ် ှိလာရင်ခုခံတိုက်ခိုက်သွားမှာဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကသတင်းဌာနကိုဧပြီလ3ရက်နေ့ကပြောထားပါတယ်။ အခုနှစ်မလမစတင်တဲ့ဆင်အာနာရှင်အမြင့်ပြည့်ကြီးကချင်ပြည်နယ်ထိုးစစ်အတွင်း KYA ကရှမ်းမြောက်မှာမဘိမ်းမြို့နယ်ကချင်ပြည်နယ်မှာဆွမ်ပရာဗန်အင်ဂျန်ရဲစတုံးချီဝေးစီလောဖီမောပန်ဝါဒေါပုံရဲစင်ဘူမြို့လမန်စီကံပိုက်တီမိုးမောင်မြို့တွင်နေနေဆက်ကုံသွင်းလွေကျဲမြို့တို့ကိုတင်ပိုင်ထားနိုင်ပါတယ်။ငလင်ကြောင့်ကုညီကိစိန်လုပ်ငန်းများစွာလှုပ်ဆောင်ဖို့ကြံရှိနေချိန်မှာစစ်ကောင်စီလက်ကအရှိန်မြင့်ထိုးစစ်ဆင်နေတာကြောင့်စကိုင်းတိုင်းတွင် ထိခိုက်တိုက်စုံမှုတွေရှိပါတယ်။ မလ28ရက်နေ့မှာ AB 14ရက်မနက်အထိ9.8ငလင်ကြီးအပါဝင်ငလင်အကျဉ်းကြီး130ကျောင်းလုတ်ခတ်ခဲ့ပါတယ်။ဒါကြောင့်လူဦးရေ6.3တန်းသန်းခန့်အရေးပေါ်အကူအညီများနဲ့ကာကွယ်စောင့်ရှောက်မှုလိုအပ်နေကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံကထုတ်ပြန်ထားပါတယ်။တန်ရှင်နဲ့တောက်တုံးကြီးကျမ်းမာရေးစောင့်ရှောက်မှုအမိုးကမရှိဘဲနေထိုင်နေကြသူများပြားရှိပြီးပျက်စီးသွားခဲ့တဲ့လမ်းများအခြေခံအဆောက်များနဲ့ဆက်သွယ်ရေးစနစ်ချုပ်ရွေးမှုတွေကြောင်းငလင်ဘေးတင်ပြည်သူများစီအကူအညီများရောက်ဖို့လဲပုံမှုခက်ခဲလျက်ရှိကြောင်း UNOCA ရှိကဆိုခဲ့ 刘德华旁边查玩的谁？Huh. Uh huh. uh huh.